မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့မိုးပြင်းမှာအင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်မှုစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိကစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်မိုးပြင်းမှာအင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတော်လိုင်းတပ်တွေကပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးလက်နက်ကိုလည်းရရှိပြီးစစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာသွားတယ်လို့ KNDF ကသတင်းထုတ်ပြန်ပါတယ်မလ7 3ရက်နေ့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးတွေအလွန်အကျူးအသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ရှီရန်ကင်းနီယာချိုးတက်ဆုပ်ပြီးခဲ့ရကြောင်းမလ14ရက်နေ့မှာတော်လိုင်းအင်အားစုတွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အကြံပေးစစ်တပ်ဘက်မှအနည်းဆုံး15ဦးသေဆုံးပြီး ဒဏ်ရာများပြားရရှိကပြန်လည်ဆုတ်ခွာခဲ့ကြောင်းတိုက်ပွဲအတွင်ရန်သူလက်နက်ကိုလက်နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မြို့ပြတော်လိုင်းဤတအုံမှာကိုထက်ကမလ7ရက်နေ့မှာကြည်သူစင်အင်အားအလုံးရင်းနဲ့ဒရုန်းနဲ့အစိမ့်ငွေပုံတွေနဲ့မိုးပြင်းမျိုးကိုထိုးစစ်စင်နဲ့မလ14ရက်နေ့တရက်လုံးတိုက်ပွဲဖြစ်တဲ့မနီယာညနေပိုင်းမှာမိုးပြင်းမှာဆုံးလိုက်တဲ့နေရာတွေအကုန်ပြန်ရတဲ့စစ်တပ်ဘက်အနည်းဆုံး15ဦးထပ်မင်းသိမ်းဆုံးတယ်လို့သတင်းဌာနကပြောပါရတယ်။တိုက်ပွဲအတွင်းတော်လိုင်းအင်အားစုဘက်မှ KNDF BC ရို သူရိရဲဘော်တို့မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းမိုးပြေတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီမှတန်းငွေပုံများဖြစ်ခတ်ခြင်းနဲ့မီးလောင်ပုံများအတုံးပြုတိုက်ခိုက်ကြောင်းမီးလောင်ပုံများအတုံးပြုတိုက်ခိုက်မှုကြောင့်မလအတွင်မိုးပြေမြို့ပေါ်ရက်ွက်များတွင်နေအိမ်15လုံးနဲ့အတန်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရပါသည်။2024ခုနှစ်ဒီဇင်ဘာကစပြီးဒီကနေ့ဒီမိုးပြေကိုရရှိဖို့အကြမ်းဖက်စစ်ကောင်စီကလူအင်အားနဲ့ဒရုန်းများလက်နက်အင်အားတလွန်စွာအုံပြုပြီးထိုးစစ်ဆင်မှုကိုတော်လိုင်းအင်အားစုတွေဖြစ်တဲ့ရှမ်းတောင်စစ်တီတာကွယ်အမှတ်တပြုဟာ KNY အမျိုးသားများက ာကွယ်ရေးတပ်နဲ့အခြားတပ်ပေါင်းစုတွေကခုခံတွန်းလှန်လျက်ရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးအောင်လံမြို့နယ်ကပ္ပစ15မှာကင်းပတ်ရန်ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းအောင်လံမြို့နယ်ရှိကပ္ပစ15မှာကင်းပတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား3ဦးသေဆုံးခဲ့ကြောင်းကိုရရနဲ့တိုင်ရင်တောင်တွင်းကြီးတပ်ခွဲမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလ23ရက်နေ့ည8:00နာရီ40စက္ကန့်အချိန်အောင်လံမြို့အခြေဆိုင်ကပ္ပစ15မှာအကြမ်းဖက်စစ်ကောင်စီတပ်သား25ဦးခန့်ကတံပူလာခြေရွာနဲ့အနီးပတ်ဝန်းကျင်ကိုကင်းပတ်ဖို့ထွက်လာစဉ်တော်လိုင်းပူပေါင်းဖွဲ့တွေကတံပူလာတိုက် ုင်နယ်တွင်ရှိဖောင်ယိုအင်ဂျီကျွေးကောင်းရွာလန်းဆောင်မှာစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အဲဒီထိတွေ့တိုက်ပွဲမှာ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား3ဦးတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာမှာ9တပ်သမ56ကြီးနှစ်တောင်း MA2 ကြီးပေါက်တစ်ခုနဲ့အုတ်ထုတ်တလုံးတင်ဆက်ရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းကပ္ပဆ15မှာအကြံဖက်စစ်တပ်ရဲ့စစ်ကူများရောက်ရှိလာတာကြောင့်တော်လန်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်အောင်လန်းကပ္ပဆ15နဲ့စစ်ခွေး25ကောင်တန်ပူလာ 进园内，啊，二百块钱。 နေရာတွေကိုကင်းဖတ်ဖို့ထွက်လာတဲ့အချိန်တံပူလာတိုက်နယ်အတွင်းကဖောင်ရိုးအင်ဂျီကျွဲကောင်းရွာလန်းဆောင်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ပွဲကြချိန်က10မိနစ်လောက်ရှိပါတယ်စစ်ကွေး3កောင်တိပြီးပြင်းထန်တံရရတဲ့စစ်ကွေးတကောင်ပါဝင်ခုနှစ်ကောင်ထိခိုက်တံရရရှိရလို့သိရပါတယ်ထာ902တိုင်ရင်တောင်ရင်ကြီးတခွဲမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်ရင်900နေနေပြည်တော်တိုင်ရင်ရှင်ရလင်းတရက်ခရိုင်အမှတ်1တိုင်ရင် မကွေးတောင်ပိုင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SMPDF နဲ့အောင်လံပကဖားတို့ကပူးပေါင်းလှုံ့ဆော်ခဲ့တာပါ ောင်းဆက်လက်ပြီးပြေးကြပြန်ပြီဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ရခင်ကစစ်တပ်ရဲ့ထိုးစစ်ကြောင်း KNU တပ်များထိုင်းကိုဖျက်ကူးတိမ်းရှောင်သွားခဲ့ကြတဲ့အစဉ်လာရှိတော်လည်းဒေါ်လာရင်ကြီးစားတင်ဖြစ်ပွားပြီးရနောက်မှာတော့တပ်ဖက်နိုင်ငံကိုတိမ်းရှောင်သွားကြသူတွေ Standard Army မှတပ်ဖွဲ့ဝင်များဖြစ်လာကြတဲ့ကံကြမ္မာလှည့်ပြောင်းကိုရှက်ဖွဲ့လိမ့်လိကြုံလာပြီဖြစ်ပါတယ် အခုအခါကရင်အမျိုးသားလူမျိုးရေးတပ် KNL နဲ့ PDF ပူးပေါင်းတပ်တွေမှနေဆက်ရှင်ပူလူဒိုစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအများအပြားကြာဆုံးပြီးကြန့်ရှိသူတွေလည်းလက်လက်များပင်မတင်နိုင်တော့ဘဲကစင်ကလေးအားနဲ့ထိုင်းပန်ရှိဘက်ပြည်နယ်ကိုထွက်ပြေးဝင်ရောက်သွားတယ်ဆိုတဲ့သတင်းက AFP ဂျင်းနဲ့သတင်းမှတစင်ကမ္ဘာသတင်းမီဒီယာတွေမှာဖော်ပြလာပါတယ်။ နှစ်ပတ်နီးပါထိုးစစ်ဆင်ခဲ့ပြီးရဲ့နောက်တောက်ကြနေမနက်3နာရီမှာစခန်းကိုသိမ်းပိုက်နိုင်တာဖြစ်ပြီးစစ်ကောင်စီတပ်သားမြေများအရေးအတွက်ထွက်ပြေးသွားတယ်ဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့ KNU ရဲ့ကြေညာချက်မှာပါရှိပါတယ်။ပုလူတူစခန်းကမြားပြည်မျိုးမြောက်ဖက်မိုင်60ခန်းအကွာမှာရှိပါတယ်။စစ်ကောင်စီကနေဆက်ဒေသများမှာနှလံမထူနိုင်အောင်ရှုံးနေနေတော့လေအလဲပိုင်းဒေသမှာတော့အတင်းအကျပ်စစ်အင်အားစုဆောင်မှုတွေလေကြောင်းအသာကြီးနေကြမ်းကြမ်းခံလျက်ရှိပါတယ်။၎င်းတို့ရဲ့ခံတန်းနေပြည်တော်ကိုအဓိကထိန်းချုပ်လာမယ်ပြည်သူ့ကာကွယ်တပ်တွေက ိုအရင်ခြေမုံးနိုင်မှာဖြစ်မယ်လို့စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။အခုလည်းရုရှားခီးစင်တွင်အာဂါတာနဲ့ဂျိုရုနီပညာပူးပေါင်းဆောင်ရွက်ရင်ခေါင်းစဉ်အောင်မှာမြေပြင်ကိုစောင့်ကြည့်ထောက်လန်းနေတဲ့ဂျိုရုသတင်းထက်ပုံတွေပေးပို့ဖို့ရုရှားရဲ့သဘောတူညီချက်ရသွားပြီဖြစ်တဲ့ဩစတြေးလျရဲ့တက်အင်တာပါတာစာဆောင်မှာအင်ဒရူးဆဲကရှင်းတာထားပါတယ်။ ဂျိုရူးမပေးပို့တဲ့ပုံရိပ်များလေးလာသူတည်တနာပြုရင်ပူရဲဌာနဖွင့်လှစ်ဖို့သဘောတူခဲ့ကြပြန်ပြီး၎င်းတို့ကိုဖတ်ရှုတက်အောင်တင်ကြားပို့ချဖို့ရုရှားပညာရှင်တွေကကူညီဖို့ရှိနေပါတယ်။မင်းအွန်လိုင်းမှာလည်းတစ်ချက်ကုန်းနှစ်ချက်ပြန်ဆိုသလို၎င်းရဲ့လက်အောက်မှာမရှိတော့သောမိုးကုတ်ဖာကတ်စကိုင်းတိုင်းတွင်ရှိတင်ရန်စာတာတွင်ထက်များလာရောက်တူဖော်ယူကြဖို့ရုရှားကုမ္ပဏီများကိုတရားဝင်ဖိတ်ခေါ်လိုက်ပြီးဖြစ်ပါတယ်။အဲဒီလုံခြုံရေးတာဝန်ယူဖို့ရုရှားတပ်များဝင်လာတဲ့တဖက်လက်နဲ့ခေါ်ယူဖို့ကြံစည်လာခြင်းဖြစ်ပါတယ်။တိုင်းသားတပ်တွေဖို့၎င်းတို့လက်ဝဲရရှိထား တဲ့နေမျိုးတွေကိုတသက်လုံးရရှိနိုင်မယ်အလားငွေရကအချင်းချင်းအငင်းပွားနေရန်အချိန်မရှိတော့စစ်တပ်မှနေမျိုးစုံနဲ့ကောက်ချင်းယုံမှာပေါ်သွေးခွဲဖို့24နှစ်ကျန်စီနေတဲ့အတွက်၎င်းတို့ကိုအပီတိုင်းအမြန်ဆုံးဖယ်ရှားနိုင်မှာဖြစ်မယ်လို့နှလုံးသွင်းထားမှာဖြစ်ပါတယ်လက်ရှိမှာနိုင်ငံတကာကစောင့်ကြည့်နေကြတာဖြစ်ပြီးတော်လိုင်းကိုဥတီရမယ်အစားရရှိထားတဲ့နေမျိုးတွေကိုအငင်းပွားနေကြတာကဘသူကလွန်တီဖြစ်စေဆိုတာလွန်စွာရှက်ဖို့ကောင်းပါတယ်နေကိုရီးယားအဲ့လိုဖြစ်မယ်လို့ထင်ကြီးပေးထားသူတွေအတွက်ကျေနပ်သွားအောင်လုပ်နေတယ်လို့ဖြစ်ပါတယ်အရှင်ရနေတဲ့ ုက်ပွဲကိုစမတိုက်တော့ပဲရပ်ပစ်လိုက်ခြင်းအတွက်တစ်ချိန်ကျရင်နောက်တရမယ်ဆိုပြီးဘသူကမှစာနာကြတော့မှာမဟုတ်ဒီလိုအတွေးခေါ်ရှိခဲ့တာကိုပဲအံ့ဩနေကြပြီဖြစ်ပါတယ်လက်ရှိမှာအကြံဖတ်စစ်တပ်ကိုကမ္ဘာလက်နက်အင်အားကြီးနိုင်ငံတွေကကူညီပံ့ပိုးပေးနေပြီဖြစ်ပြီးအပြည့်ခက်ရစမင်းအချိန်မဟုတ်တော့အချိန်ဆွဲလို့မရတော့အင်းနဲ့အားနဲ့ပြက်ပြက်သားသားတိုက်နိုင်မှာဖြစ်ပါတော့မယ်စစ်ကောင်စီလုံးဝပြိုကွဲသွားမှသာအောင်ပွဲခံနိုင်မယ်လို့ပြောလို့ရတော့လဲလက်ရှိတော်လိုင်းအကြောင်း၎င်းတို့အသက်ဆန်နိုင်ဖို့ညီမျိုးစုံတုံးပြီးရုန်းကန်နေရအောင်အတိုင်းတိုင်းပြည်ပြည်ကြ ြားလို့မကအောင်တရုတ်ရုရှားတို့ကိုခြေတလုံးပြေးဖက်ရတဲ့ဒီဖြစ်လာအောင်လုံနိုင်ခဲ့ပြီဖြစ်ပါတယ်ဆလတ်ပြီးမြန်ကရွာ နှရွာပုံကျေးခံရပြီးကိုရင်ကြီးတပါအပါဝင်၃တည်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။တောင်းထိုင်စရာတော့ပါဝင်ပြည်သူအနည်းဆုံး၁၆ဦးထဏ်ရရတယ်လို့သိရပါတယ်။မကွေတိုင်းမြိုင်မျိုးနယ်ကကျေးရွာနေရွာကိုမလ၁၄ရက်နေ့မှာစစ်တပ်လီချောင်းကနေပုံကျေးတာကြောင့်ဖုန်ကြီးကြောင်းထိမှန်ပြီးကိုရင်ကြီးတပါပြည်သူနာဦးတည်ဆောင်ခဲ့ကြောင်းတောင်းထိုင်စရာတော့ပါဝင်၁၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မလ၁၄ရက်နေ့မနက်၁၇:၅၃မိနစ်မှာမိထီလာရှမ်းတဲလီတက်ကလာတဲ့ဂျက်ဖိုက်တာနက်စင်းနဲ့မြိုင်မျိုးနယ်အနောက်ပိုင်းကဝဲတောင်ရွာဖုန်ကြီးကြောင်းရွာမြ ပိုင်းနဲ့စူးဝင်းရွာတို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဝဲတောင်းတောင်းရွာဖုန်ကြီးကျောင်းတိုင်းတိုက်ခိုက်ခံရမှုမှာဖုန်ကြီးကျောင်းတစ်ခုလုံးမိလောင်ပြိုကျခဲ့ပြီးတော့တတ်တော်30ခန်းကိုရင်ကြီးတပါးပြန်လွန်တော်မူခဲ့တယ်လို့အသက်20အရွယ်အမျိုးသားနှစ်ဦး တည်ဆောင်ခဲ့ပါတယ်။ဒါပြင်ကျောင်းထိုင်ပုံကြီးကိုရီးနှစ်ပါးနဲ့ပြည်သူလေးဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ဒါပြင်ရွှေမြောက်ပိုင်းမှာလည်းနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အိမ်ကတော့လုံးလုံးပျောက်ပဲအင်ရှင်အန်တီကြီးကကရုတ်ချင်းနဲ့နေနေလို့လွတ်လာတာလို့ဒေသခံတောင်းကပြောပါတယ်။စူဝင်းရွာစာကြီးတိုက်ရဲ့အရှိတ်ဘက်လည်း တချိန်နဲ့လေကြောင်းတိုက်ခိုက်ခံရပြီးနေအိမ်တလုံးပြင်ဆင်ကပြည်သူနောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မလ14ရက်နေ့ညနေကပဲမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာချင်းရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူ29ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။စစ်ကောင်စင်ကမြိုင်မြို့နယ်ရဲ့ကိုဖေဖော်ဝါရီလကုန်ပိုင်းကစပြီးလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ကစုံကုန်းချင်းရွာကိုလေကြောင်းမှတိုက်ခိုက်ရာဒေသခံ7ဦးသေဆုံးခဲ့တာပါ။ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက်ဒေသခံတွေပုံခုချင်းတွေတူးကြဖို့ဒေသရင်းကိုဝင်ရောက်လာသူတွေကိုတင်ချာစီစစ်ကြဖို့တော်လိုင်းဖွဲ့စည်းတွေကဆက်သွယ်ရေးအတွက်တောင်းတဲ့ဆက်သွယ်ရေးလိုင်းများကလွဲပြီးကြံလိုင်းများပိတ်ဖို့မြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မြန်မြို့နယ်ပါဝင်တဲ့ပခုတ်ကူခရိုင်မှာလည်းလေကြောင်းအန္တရာယ်အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ဆက်တက်လေးဒီအန္တရာယ်တွေအတိပြုကြဖို့လူစုလူဝေးမလုပ်ဖို့အိမ်တိုင်းပုံခုချင်းတူးထားကြဖို့ပခုတ်ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမလ14ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါ ရှိပါတယ်ရှင်။